ားလုံးမဲမင်္ဂလာပါရှင်24နှစ်အတွင်းထူရှားတဲ့ပြည်ရင်းပြပါစေဝန်ဆောင်ဖရဲတဲ့င်းလေးကိုတင်ဆက်ပေးပါတော့မယ်ကျမတို့မြင့်တီကိုပါကျတော့အနေစေတထောင်တက်တာရှိတာကြောင့်တောင်သူတွေရှုံးပေါ်နေတဲ့တဲ့ရေပေးတံကြောင့်အရေးပေါ်ရှင်တမရပွဲရှိလာတဲ့တဲ့ယူကရိန်ကိုစလန်ထောက်ပံ့မှုတွေရတံမှုအတွက်ပြင်သစ်ပြည်သူတွေဆန္ဒပြနေတဲ့တဲ့ဘရိုက်ဒန်တိုက်စင်မှုကြောင့်ဘတ်ထရိုကိုရှယ်စီခွဲဝဲတဲ့တဲ့ပါဝင်အစားရှိတဲ့ပြည်ရင်းပြည်ပါဆက်ဝဲစားဖွဲ့ရတဲ့တဲ့ကိုတင်ဆက်ပေးသွားမှာပါ ပထမဆုံးအနေနဲ့ပြည်ဝင်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။သတင်းစီးတထောင်ဝန်းကျင်သာရှိပြီးတောင်သူများရှုံးပေါ်နေပါတယ်။ဒီသတင်းကိုတော့မြန်သူတို့ကပေးပို့လာတာပါ။ ချစ်သွန်နီစီမှာတပိတ်တာကိုအများဆုံး1300ဝန်းကျင်တိုင်းရှိရတာကြောင့်တောင်သူများရှုံးပေါ်နေရလို့သိရပါတယ်။နေဘက်မှာချစ်သွန်နီမှာထိုင်ကောင်းစေး900ခန်းခန္ဓာရှိသလိုရန်ကုန်ပြည်နယ်ပွဲရုံအယောက်1500တာအများဆုံးရှိရတာကြောင့်တောင်သူများမှာစိုက်ပျိုးစေးပြီးမကြည့်ဖြစ်နေရလို့သိရပါတယ်။ထိုင်များကလည်းချစ်သွန်အဝင်များနေရကြောင့်ထိန်းရောက်နေရပြီးတောင်သူများအနေနဲ့မိမိတို့ချစ်သွန်နေအရေးတည်ပြီးမိပါကအချိန်တစ်ခုဆောင်ဆိုင်ဖို့အတွက်လည်းတိုက်တွန်းထားကြရလို့သိရပါတယ်။ပြည်နယ်မှာရှိတဲ့ချစ်သွန်နီစီကွက်မှာ မုံရွာကျတုံနေတပိတ်တာကို900ကနေ1500စိန်ဖြူမှာ900ကနေပြီးတော့ထောင်ချောက်ဟာမင်းဘူး1100ကနေ1600ပေါင်စီတာရှိနေတယ်လို့သိရပါတယ်။ဆက်လက်ပြီးနိုင်ငံတကာဒင်းတဘောကိုတက်ဆက်ပေးကြပါတယ်။ရေးပေးတဲ့အကြောင်းအေးပေါ်ရှင်တမရဝယ်ရှိတာပါတယ်။ဒီတင်ကိုတော့ညင်းကြောင်ဝါပြပူလာတာပါ။ တရုတ်နိုင်ငံအနောက်တောင်ပိုင်းပြည်နယ်တွေမှာဖြစ်ပွားနေတဲ့ရေကြီးမှုတွေဟာအရေးပေါ်အခြေအနေသတ်မှတ်ရမယ့်အနေအထားကိုရောက်လာခဲ့လို့သိရပါတယ်။ပြီးခဲ့တဲ့သတင်းပတ်အတွင်းကလေးကပြည်သူ၈တောင်းကျော်ကိုဘေးလွရာကိုပြောင်းရွှေ့ပေးထားရတဲ့ကွမ်ကျိုးပြည်နယ်မှာမွေးဝါသူမှုတွေဆက်လက်ဖြစ်ပေါ်ခဲ့တာကြောင့်ပုံမှုဆိုးရတဲ့ရေဘေးထဲနေရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ကွမ်ကျိုးပြည်နယ်မှာဇွန်လအတွင်းတမိုင်တလျှောက်24နာရီအတွင်းမှာမိုးရေချိန်လက်မအများဆုံးရသွန်းခဲ့တာမျိုးတွေဖြစ်ပေါ်ခဲ့တာကြောင့်ရေပိဒဏ်ကနေအရေးပေါ်အခြေအနေတတ်မရမယ့်အနေအထားကိုရောက်လာခဲ့တာဖြစ်ပါတယ်။ရေပိဒဏ်ကြောင့်ကိုယ်တည်ဆုံးခဲ့ဖြစ်တယ်လို့ဘေးလွတ်ရာကိုရွှေ့ပြောင်းပေးခဲ့ရသူတွေအတွက်ကလည်းတင်ငနဲ့ထက်ကိုရောက်ရှိလာခဲ့ရလို့သိရပါတယ်။နောက်ထပ်နိုင်ငံတကာတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ယူကရိန်ကိုစစ်နှင်ထောက်ပံ့မှုတွေရတံမှုအတွက်ပြည်သူပြည်သူတွေဆန္ဒပြနေပါတယ်။ဒီတင်ကိုတော့ငင်းကြောင်ဝါပြပူလာတာပါ။ ယူကရိန်းကိုဆက်လက်နဲ့ထောက်ပံ့မှုတွေလှုပ်ဆောင်နေတာရည်တံမှုအတွက် ပြင်သစ်ပြည်သူတွေကဆန္ဒပြတောင်းဆိုမှုတွေလှုပ်ဆောင်ခဲ့ရလို့သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကကျင်းပပြီးစီးသွားတဲ့နေတိုးဖွဲ့အစည်းအဝေးမှာဥရောပနိုင်ငံတွေကယူကရိန်းကိုအမေရိကန်ဒေါ်လာတန်190ကျော်တန်မှုရှိတဲ့ဆန္ဒနဲ့ထောက်ပံ့မှုတွေလှုပ်ဆောင်မှုသဘောတူညီခဲ့တာကိုပြင်သစ်ဆိုရကမပါဝင်ဘူးဆန္ဒပြတောင်းဆိုမှုတွေလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ရုရှားနဲ့ဆစ်ဖြစ်နေတဲ့ယူကရိန်းကိုဆက်လက်နဲ့တွေးဆက်လက်ထောက်ပံ့နေတာဟာယူကရိန်းပြည်သူတွေကိုဒုက္ခတွေနဲ့ရဖို့အတွက်တဝမ်းပြရရောက်နေတယ်လို့ဥရောပနိုင်ငံတွေမှာလည်းဆက်လက်တက်ဆင်မှုတွေပုံပုံလုံးဆောင်လာကြတာကြောင့်မငင်းချမ်းမှုတွေပုံပုံမြင့်တက်လာခဲ့တယ်လို့ဆန္ဒပြသူတွေကဟိတ်ကြွေးခဲ့ကြပါတယ်။ပြည်သူဆိုရအနေနဲ့ယူကရိန်းကိုဆက်လက်ထောက်ပံ့မှုတွေကနေအမြန်ဆုံးနှုတ်ထွက်ဖို့ဆန္ဒပြသူတွေကတောင်းဆိုခဲ့ကြတယ်လို့လည်းသိရပါတယ်။ဆက်လက်ပြီးအားကစားတဲ့ပုံကိုလည်းလက်ခံရရှိထားပါသေးတယ်။ Friday တိုင်းစင်မှုကြောင့်ဘတ်ထူကို share စီခေါ်လိုက်ပါတယ်။ဒီတင်ကိုတော့ညင်းကြောင်ဝပြပူလာတာပါ။ ချဲစီအသင်းဟာ Brighton တိုက်စစ်မှု Joao Pedro ခေါ်ယူဖို့အတွက်သဘောတူညီမှုရရှိသွားပြီလို့သိရပါတယ်။ Joao Pedro ခေါ်ယူဖို့အတွက်ချဲစီဟာ Newcastle နဲ့အပြိုင်ကြိုးပမ်းခဲ့ရတာဖြစ်ပြီးပြောင်းရွှေ့ခြင်းပေါင်တန်း60ရင်းနဲ့ခေါ်ယူဖို့အတွက်သဘောတူညီမှုရရှိခဲ့တာပါ။ Brighton ဟာ Joao Pedro ကို2023ခုနှစ်က Watford ကနေပြောင်းရွှေ့ခြင်းပေါင်တန်း30ရင်းနဲ့ခေါ်ယူခဲ့ရဖြစ်ပါတယ်။ Joao Pedro က Brighton အတွက် Premier League ပွဲအတွက်80ပွဲကစားခဲ့ရမှာ goal 30အထိသွင်းယူပေးနိုင်ခဲ့ပါတယ်။အထောက်တိုင်းစစ်မှုဖြစ်တဲ့ ံကပဲကွန်းလက်တိုင်စင်နေရာဆုံးမှာကစားနိုင်စွမ်းရှိရဆက်စွမ်းရကစားသမားဖြစ်တာကြောင့်လေရှယ်စီကဂျာအိုပက်ထရိုခေါ်ခဲ့တာဖြစ်ပါတယ်။တိုက်စစ်ပိုင်းကိုကစားသမားတစ်တုံးနဲ့အစားထိုးခဲ့ပြီးနောက်မှာရှယ်စီတာဝန်ရှိသူတွေဟာအသိမှမလို့အတော်တဲ့ကွင်းလယ်နဲ့တိုက်စစ်ပိုင်းကကစားသမားတွေကအမျက်ဆုံးရောက်ထုတ်ဖို့အတွက်ကြိုးပမ်းနေရလို့သိရပါတယ်။အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှေ့ရဲ့24နာရီနေ့ကသတင်းတွေပဲဖြစ်ပါတယ်။တချို့အပိတ်ကြပြည်သက်များအားလုံးကျမ်းမာရှင်လန်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။